ဝမ်တာပွဲသတင်းတပုံးနဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအလုံးမဲ့မိင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်လီဗာပူးအသင်းအားပေးသူတွေသတင်းကောင်းတပုတ်အနေနဲ့ကတော့နမကျော်သတင်းတော့ David Onston ရဲ့ဖော်ပြချက်လေးပဲဖြစ်ပါတယ် Onston ရဲ့ဖော်ပြချက်ထဲမှာဆိုရင်လီဗာပူးအသင်းရဲ့နမကျော်ကစားသမားတွေဖြစ်ကြတဲ့မိုဆာလာနဲ့ဗန်ဒိုက်တို့ဟာအသင်းမှာဆက်ရှိသွားဖို့အလားအလာကောင်းနေရှိနေတယ်ဆိုတာပါပဲ။ ဒီကစားသမားနှစ်ဦးဟာအသင်းမှာပဲဆက်နေလို့ပြီးတော့အသင်းဘက်ကလည်းသူတို့ကိုအဆင်ပြေမဲ့စာချုပ်တစ်ကိုညှိနှိုင်းပေးလိုနေတာဖြစ်ပါတယ်။သူရဲ့အခြေအနေကတော့ Trent Arno နဲ့ပုံစံအနှဲငယ်ကွဲပြားနေတယ်လို့လည်းသိရပါတယ်။ဆက်ဆက်ပြီးတော့ဆာလာနဲ့ဗန်နိုက်တို့ကဒီယာဒီပရီးမီးယားလိဆူဖလားကိုအရာယူနိုင်ဖို့အတွက်အသင်းသားတွေကိုအလေးထားတိုက်တွန်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ။တကယ်လို့သာလီဗာပူးအသင်းအနေနဲ့ယာတီကုံလို့ပရီးမီးယားလိဖလားကိုအရယူနိုင်ခဲ့မယ်ဆိုရင်ဗန်ဒိုက်ကအသင်းကောင်းဆောင်အဖြစ်စူဖလားကိုကင်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါဆိုရင် Dutch ဘောလုံးသမိုင်းတခြားပထမဦးဆုံးအနေနဲ့အင်္ဂလန် club အသင်းတင်းကိုဦးဆောင်ရင်ပရီးမီးယားလိစူဖလားကင်မြောက်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာတော့မှာပါ။မိုဆလာဆိုရင်လည်းချန်ပီယံဖြစ်ရေးအတွက်ကွင်းတွင်းကွင်းပြင်အားထုတ်မှုတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ် ဒါကြောင့်လည်းပဲလာမယ့်ဘလွန်တော်စုမှာမောဆာလာကထိတ်ဆုံးကရေပန်းစားနေတာဖြစ်ပါတယ်။ဒီလိုစကူးနိုင်မှုအတွက်ဆိုလို့ရှိရင်ဖလားကလည်းအရေးပါနေပြီးတော့ရှုံးထွက်ပွဲစဉ်အဖြစ် ပြင်းထန်အင်အားကြီးကလပ် PSC အသင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့ FA ပွဲစဉ်မှာရှုံးထွက်ခဲ့ရတာကပိုကောင်းတယ်လို့တောင်ဖြစ်နေပါတယ်။ ဂျိုင်းရဲ့ FA ပွဲစဉ်ဒီမှာလီဗာပူးကအနားရထားတာကြောင့် PSC နဲ့ပွဲအတွက်အပြည့်အဝအာရုံစိုက်လို့ရနေတာဖြစ်ပါတယ်။ဒါအပြင်အသင်းတာဝန်ရှိသူတွေဟာ Serie A Club Atalanta အသင်းကနေထွက်ခွာသွားနိုင်ခြေရှိတဲ့တိုက်စစ်ကစားသမား Lookman ကိုစောင့်ကြည့်နေတယ်လို့သိရပါတယ်။ Lookman ဟာပြီးခဲ့တဲ့နှစ်မှာခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပြီးတော့ အာဖရိကရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိထားသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ချန်ပီယံလီဂ်ပွဲမှာအတ္တလန္တာအတွက်ပန်နယ်ဒီကိုဝင်အောင်မကန်သွင်းနိုင်ရကနေစပြီးတော့နီးပြားနဲ့အဆင်မပြေဖြစ်ကအသင်းပြောင်းမှုအထိဖြစ်လာနေသူပါ။သူနဲ့တင်းကြားကစာချုပ်သက်တမ်းက2026အထိပဲကျန်တော့တာမလို့ကစားသမားကိုလာမယ့်နှွေမှာတကြပေါက်ရောင်းထုတ်သွားတော့မယ့်အခြေအနေမှာရှိပါတယ်။တဖက်မှာလည်းလီဗာပူးအသင်းဟာနူညက်စ်ကိုရောင်းချဖို့တည်ကြနေသလို DS ရဲ့အခြေအနေကိုလည်းစောင့်ကြည့်နေတာပါ။ ဆိုတော့တိုက်စစ်ကအားပြေဖို့လိုအပ်နေကြတာဖြစ်ပြီးတော့လုကမန်းကိုစောင့်ကြည့်နေတာပါလုကမန်းကလည်းတိုက်စစ်နေရာဆုံးစားနိုင်သူဖြစ်ပါတယ်တကယ်လို့သူ့ကိုခေါ်ပြစ်ခဲ့မယ်ဆိုရင်တော့မှတောင်မန်နေအတွက်ဖြစ်နိုင်လာပြီးတော့အထောင်တိုက်စစ်အတွက်ကတော့နယူကာဆယ်အသင်းရဲ့ ਈ ဆက်နဲ့အတန်ဒီတော်တော်လေးထွက်နေတာကြောင့်ပဲဖြစ်ပါတယ်နောက်ထပ်ပြီးတော့လေလီဗာပူးသင်းဟာပရီးမီးယားလိဆူပလာကြီးကိုအရယူနိုင်မှုအတွက်69ရာခိုင်နှုန်းနီးပါးတေချာနေပြီးတော့ လီဘာပူးမြို့တော်ဝင်ကလည်းလူတန်းစာလောက်မြို့ပတ်ပြီးတော့အောင်ပွဲခံနိုင်အောင်လို့ကြိုတင်စီစဉ်နေတယ်လို့သိရပါဗျ။အဲ့ဒီအပြင်လီဘာပူးအသင်းကိုလူယိုသေးရှင်ယိုသေးဖြစ်အောင်ဖန်တီးပေးခဲ့တဲ့နီးပြကြီးရာခန်ကလပ်ကတော့တကယ်လို့လီဘာပူးအသင်းဟာပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ရင်အန်ဖီကိုပြန်လာပြီးတော့ဂုဏ်ပြုပေးသွားမယ်လို့ဆိုထားပါဗျ။ဘိုင်ယန်မြို့နယ်အသင်းကလည်းအလွတ်နဲ့ထွက်ခွာနိုင်ခြေရှိတဲ့ကွင်းလယ်လူခင်မစ်ကိုလီဘာပူးအသင်းကချိတ်ဆက်မှုတွေရှိနေတယ်လို့ဒေဂျာမန်ဘားရဲ့ဖော်ပြချက်အရာသိရပါဗျ။ အသက်30အရွယ်ခင်မစ်ကိုလီဗာပူးကရေတိုးအစီအစဉ်နဲ့ခေါ်ယူနေခြင်းမို့ပါပဲ။အင်တာမီလန် PSG တို့ကလည်းလီဗာပူးနီးသူခင်မစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါပါတယ်ရှင်။အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။